ိသတ်တော်အလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မှုပါကျွန်တော်ဒီနေ့အစီအစဉ်မစခင်မှာ channel subscribe လုပ်ပြီးနောက်ခေါင်းလောင်းနှိပ် VPN လေးဖွင့်ပြီးတော့ကြည့်ပေးကြဖို့လဲမေတ္တာရက်ခံရင်းနဲ့ဒီနေ့မှဆွေးတော့ကဘာကိုဖြတ်မဲ့တခြားသောရက်ကဂျိုသားတွေရဲ့အပိုင်း၃ကိုရောက်ပါပြီတင်းတဲ့နှစ်ပြီးတော့အနေငယ်ရက်ထားတာလဲအားလုံးကနားလဲပေးစီခြင်းနဲ့အဲ့တော့မကြည့်ရသေးတော့ပိုင်းတင်းနဲ့အရင်သွားကြည့်လိုက်ပါအောင်ခင်ဗျသူက series နဲ့ asset ဆိုတော့နော်အဲ alien at ဆိုရဲဒါ series ရဲ့အပိုင်း၃ဒီနေ့မှတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျ ဒီပိုင်းဆမှာကတော့ဝင်းဒီတယောက်ဂျိုးဖန်းခေါ်သွားခံရတဲ့နောက်ကိုအပြေးလွှားလိုက်နေတာကိုမြင်ရပါတယ်။ကာရီကတော့မက်ဂီနော့ယင်ကြီးတဲ့ကကွန်ပျူတာနဲ့ချိတ်ဆက်ပြီးတော့ရင်ပေါ်မှာပါတဲ့ဂျိုးသားမျိုးစိတ်တွေအကြောင်းကိုရှားဖွေကြည့်နေပါတယ်။စတာဒီကတော့ဝင်းဒီမာခဲ့တဲ့အတိုင်းပဲဥရီကိုစောင့်ချက်ပြီးတော့ဂျန်နီခေတုံးမှာနေကတော့သူ့ကိုတိုက်ခိုက်ဖို့လုပ်ခဲ့တဲ့မျက်လုံးတစ်လုံးနဲ့ရေပွဲလိုကောင်းကိုစိုက်ကြည့်ပြီးတော့သူ့ရဲ့အရင်ကလေးမလေးဘွားကိုမြင်အောင်နေပါတယ်။နေကကလေးစိတ်ပဲရှိနေသေးတဲ့အတွက်ရေပွဲကောင်ရဲ့တိုက်ခိုက်တာကိုခံရပြီးတော့တော်တော်ချောက်ချားသွားပုံပါပဲ။ကာလီကနေအစီမြဲလားလို့မေးလိုက်တော့နေက ငါတို့ဖန်တီးတော့ကဘာလို့ရင်းနာမယ်တွေကိုစတ်ထားခွင့်မပေးတာလဲလို့မေးလိုက်ပါတယ်။ကာလီယာမပြောတတ်ဘူးလေ။ငါတို့ကလူဝက်ချက်ဖြစ်နေလို့နေမှာပေါ့လို့ပြောလိုက်ပြီးနစ်ကဘာလို့ငါတို့ပီတာပန်ကလေးကဇက်ကောင်နေနာမယ်တွေပြီးထားတာလဲ။ပြီးတော့ဝင်ဒီကြတော့ဘာလို့ဝင်ဒီဆွဲနာမယ်ရထားလဲလို့မေးလိုက်ပါတယ်။ကာလီကဝင်ဒီကပရမသုံးကလေးမို့လို့လေနစ်လည်းကောင်းပါလေ။ငါနာမည်ကာလီဆိုရင်စာအုပ်ထဲမှာပစ်ကဲလို့ခေါ်ကြတာ။ "तू ကအမြဲတမ်းပြဿနာရှာတတ်လို့လေ"လို့ပြောပြလိုက်ပါတယ်။အဲဒီချိန်မှာပဲကေဘရီယာကခါရစ်ကိုဆက်သွယ်ပြီးတော့ဒါကယ်ဆယ်မရှင်မဟုတ်တော့ဘူး။ ရေမောဟာပါရာတွေကိုစုဆောင်မဲ့မေရှင်ဖြစ်သွားပြီဂျိုသားတက်ရှိတွေကိုစုဆောင်ပြီးတော့ထိမ့်သိမ်းမှုအတွက်ဒီကိုယူလာခဲ့ပါလို့မိန်ပေးလိုက်ပါဂါရီတို့ကတားဖို့လုပ်ပေမဲ့ကေဗလီယာကဒေါ်လာထရီလီယံတန်ဖိုးရှိတဲ့သူ့တွေနာပစ္စည်းတွေငါတို့ပေါင်ပေါပြုတ်ကြလာလေယူတန်နီသူကသူစောက်ရဲလို့တာငါတို့ကဘာလို့ပေးရမှာလဲဘာမှဖြစ်ဘူးဆိုပြီးတော့သူ့ဇီဝလက်နက်တွေကိုပြန်ပေးလိုက်မှလားလို့မေးပါတယ်အဲ့ဒါနဲ့ဒိန်းစီဗီနာကဆရာကျမတို့ကကဘာကြီးကိုပြောင်းလဲသွားစီမယ်ထုတ်ကုန်တစ်ခုအချိန်ကြာဖို့တပတ်ပဲလိုတော့တာနော်ဒါအရင်အန်နေများတယ်လို့ပြောလိုက်တော့ကေဗလီယာက ငါတို့မှာအစင်းစင်းလှုပ်ထားတဲ့အထူးကြက်မှတ်ခန်းတွေရှိပါတယ်။ဒီအင်ပေါ်မှာမျိုးစိတ်၅ခုပါတယ်။ငါတို့ထုတ်ဖို့မယ်၊ဒီကြားခွဲထားမယ်။အသေးစိတ်လေးလာမယ်လို့ပြောလိုက်ပါတယ်။ပြီးတော့ကေဗလီယာကငါကလေးတွေရောဘလို့လဲလို့မေးလိုက်တော့ခါရစ်ကကျွန်တော်နဲ့အတူ၃ယောက်ရှိတယ်ဆရာ။သူတို့လည်းလှုပ်တာအဆင်ပြေတယ်လို့ပြောလိုက်ပါတယ်။ကေဗလီယာကဝင်ဒီရောလို့မေးလိုက်ပြီးဝင်ဒီတယောက်တယောက်ထဲတီးတန့်လှုပ်ရှားပြီးတော့သူ့ကိုသွားကယ်နေရသိလိုက်တော့"သူကကလေးလေသူ့ကိုစောင့်ကြည့်ဖို့ခမောက်သေးချာမာရလေ"လို့ခါရစ်ကိုကောပါတော့တယ်။ခါရစ်ကဆရာဒါအပြည့်စည်တွေဖြစ်နေနေရလေဆရာ။ ျွန်တော်တို့ကဂျိုးသားကျူးကျော်မှုထိန်းထုတ်ဖို့စူးစမ်းနေတာလေလို့ပြန်ပြောလိုက်တော့ကေဗရီယာကမေယောငါအတီးတက်ဖို့တာလွန်တဲ့သူဖြစ်မယ်ထင်တာလားခုငါစင်ကြီးတွေပဲကြားနေရလို့ပြောလိုက်ပြီးတော့ဝင်ဒီကိုခုခေါ်လာခဲ့လို့မိန်ပေးလိုက်ပါတယ်အဲဒီမှာဝင်ဒီကတော့ဂျိုးကိုလိုက်ဆိုင်နေမြေရောက်ပါကင်ကိုရောက်လာခဲ့ပါတယ်ဝင်ဒီကဓာတ်ကိုဆွဲထုတ်လိုက်ပြီးတော့ဂျိုးနေပါမလဲလို့အော်ခေါ်နေပြီခဏနေတော့မာစီဒီယိုမလာနဲ့ထောင်ချောက်ပဲလို့ပြောလိုက်တဲ့အတန်ကိုကြားလိုက်ရပါတယ်ဝင်ဒီကတော့နားမထောင်ပဲအတန်ကြားတဲ့စီကိုပြေးလာခဲ့ပါတယ်အဲမှာရင်ကိုနေနာတစည်းထဲမှာဖန်ခံထားတဲ့ဂျိုးကိုမြင်လိုက်ရပါတယ် ဂျိုးအကြည့်ချွဲနေနာမှာကပ်ပြီးတော့ဖမ်းထားတာဖြစ်နေပါလေဝန်ဒီကဂျိုးလွတ်ပေးဖို့လုပ်နေတုန်းမှာပဲဂျိုးကဇီနိုမော်ဖ်ကြီးပြောင်းလာတာကိုမြင်လိုက်ရပါလေဇီနိုမော်ဖ်ကြီးကသူ့ရဲ့ငွေအောင်သွားကြီးတွေကိုဖျဲပြီးတော့သေးရများများနဲ့သူတို့နှစ်ယောက်ကိုကြည့်နေပါလေဝန်ဒီကဂျိုးနေငါးနောက်မှနေလို့ပြောလိုက်တော့ဂျိုးကငါးစစ်သားတွေနေရကလေးပဲရှိသေးတာကိုပြန်ပြောလိုက်ပါလေဝန်ဒီကငါအခုကလေးမဟုတ်တော့ဘူးလို့ပြောလိုက်ပြီးဇီနိုမော်ဖ်ကြီးကတော့သူတို့ကိုကြည့်နေကနေမတိုက်ခိုက်တော့ပဲရုတ်တရက်နောက်ပြန်လှည့်သွားခဲ့ပါလေဝန်ဒီတို့လည်းဒီကောင်ဘာဒီဂျန်စီနာလဲဟာဆိုပြီးစဉ်းစားနေပြီး မကြခင်မှာပဲသူတို့ပေါ်ကနေတုံတုံနဲ့အတန်တွေကြားရပါတော့တယ်ဝန်ဒီလည်းပေါ်ဓာတ်နဲ့လမ်းထိုးလိုက်တော့ဇီနိုမော်ကြီးရဲ့အော်တန်ကိုကြားလိုက်ပြီးအစိမ်းအောင်ရေတွေကြားလာပါတော့တယ်အစိမ်းအောင်ရေနဲ့ထိတာနဲ့ကိုနေနာအမိုးပါအကြီးပျော်ကြပြီးတော့တပြေးနဲ့အပေါက်ကြီးဖြစ်သွားခဲ့တာပါဂျိုးကအက်ဆစ်ပဲလို့ပြောလိုက်ပြီးတော့ငါတို့ဒီကနေအမြန်ထွက်မှာဖြစ်မယ်လို့ဝန်ဒီကိုပြောပါတယ်ဇီနိုမော်ကြီးကခန္ဓာကိုယ်ထဲမှာသွေးစားအက်ဆစ်တွေရှိနေတာပါဒါပေမဲ့မကြခင်မှာဇီနိုမော်ကြီးလက်ချက်နဲ့ကိုနေနာတစ်ခုလုံးရမ်းခါပြီးတော့ကိုနေနာကြီးလည်းမှောက်သွားပါတော့တယ်ဂျိုးလည်းပြန်ထားကြည့်လိုက်တော့ဝန်ဒီကိုမတွေ့တော့အတွက် တန်ချေးကောက်ကြီးကိုယူလိုက်ပြီးတော့သတိနဲ့ကွန်တိန်နာပြင်ကိုထွက်ဖို့လုပ်နေပါတယ်။အဲဒီချိန်မှာပဲဘေးကနေဇီလိုမော်ကြီးပေါ်လာပြီးတော့ဇီလိုမော်ကသူ့အမီးနဲ့ဂျိုးရဲ့ဘိုက်ကိုထိုးပေါက်လိုက်ပြီးဂိုင်ပေါက်လိုက်တဲ့အတွက်ဂျိုးတယောက်ဒဏ်အားပြင်းထန်ရသွားပြီးတော့သူ့လက်ထဲကတန်ချေးလည်းလွတ်ကျလို့သွားခဲ့ပါတယ်။ပြီးတော့ဇီလိုမော်ကြီးကဂျိုးဘော်ကိုတက်ခွာပြီးတော့ဂျိုးပြန်နာနာကိုကတ်လိုက်ပါတယ်။ပြီးတော့သူ့ဇက်ထဲကနေနောက်ထပ်အကောင်သေးသေးလေးကိုထုတ်လိုက်ပြီးဂျိုးကိုတတ်ဖို့လုပ်နေပါတယ်။အဲဒီချိန်မှာပဲဝန်ဒီပေါ်လာပြီးတော့ဝန်ဒီကတန်ချေးနဲ့ဇီလိုမော်ကြီးရဲ့ဗဇက်ထဲကအကောင်ကိုဆွဲချိတ်လိုက်ပါတယ်။ ။ဇီရုံမောင်ကြီးလည်းတဲတန်ယုံနေပြီးတော့ဝန်ဒီကတန်ချိတ်ကိုအတင်းဆွဲထားပါလေ။ဝန်ဒီကနောက်မှာဂိုတောင်တို့ကိုတွေ့တော့ဂျိုးတကားစီကိုသွားလို့ပြောလိုက်ပါလေ။ပြီးတော့ဇီရုံမောင်ကြီးကိုဆွဲခေါ်သွားပြီးဂိုတောင်နဲ့ထဲပိတ်ဖို့လုပ်နေပါလေ။ဂျိုးလည်းမနှဲထားပြီးတော့ဂိုတောင်တကားပိတ်တဲ့ခလုံးနားကိုပြေးသွားပါလေ။ဝန်ဒီကဇီရုံမောင်ကြီးကိုကင်ပေါက်လိုက်ပြီးဂိုတောင်တဲကိုတွန်းထဲလိုက်ပြီးတော့ဂျိုးတကားပိတ်ခိုင်းလိုက်ပါလေ။ဒါမဲ့ဇီနိုမော်ကြီးကဝန်ဒီကိုသူ့အမိနဲ့ပတ်ပြီးတော့ဆွဲခေါ်သွားအတွက်ဝန်ဒီပါဂိုးတောင်တဲကိုပါသွားပါတော့တယ်။ဂျိုးလည်းသူ့ညီမကိုစိတ်ပူသွားပြီးတော့တကောက်အသေးအံပြန်ဖွင့်နေပါတယ်။ ကိုရောင်ထဲမှာတော့အပြင်းထန်တိုက်ခိုက်တံတွေကိုကြားနေရတာပါရေးထဲမှာတကားလည်းညံ့နေတော့တော်တော်နဲ့မပွင့်မယ်ခဏနေတော့မှတကားလည်းပြန်ပွင့်သွားပါလေဂျိုးကမာစီလိုအော်ခေါ်နေမဲ့ကိုရောင်ထဲကနေဘာအတန်းမှပြန်မကြားတော့ပါဘူးဂျိုးလည်းဓာမီကိုယူပြီးတော့ကိုရောင်ထဲကိုလှမ်းကြည့်လိုက်တော့စီလိုမော်ကြီးကဝင်းဒီလက်ချက်နဲ့ခေါင်းပြတ်ပြီးတော့တေဆုံးနေတာကိုမြင်လိုက်ရပါတော့လေဝန်ဒီကတော့ဘေးမှာကြောက်လန့်တုံလုံးနေပုံစံနဲ့ဓာအိုကိုင်ပြီးတော့မတ်တက်ရက်နေပါလေခဏနေတော့ဝင်းဒီခေါင်းကနေဖြူအောင်သွေးတွေကျလာပြီးဝင်းဒီလည်းပြစ်လဲသွားခဲ့ပါတော့လေဂျိုးလည်းသူ့ညီမနောက်ပြေးသွားပြီးတော့ မာစီမာစီနေအဆင်ပြေမှာပါလို့သူညီမကိုအားပေးနေပြီမဲ့သူကိုယ်တိုင်လဲဇီနိုမော့ဖ်လက်ချက်နဲ့တရားပြင်းထန်ရထားကြအောင်သွေးတွေထိုးအံ့လိုက်ပါတော့လေဂျိုးကအဆင်ပြေသွားမှာပါအကူဒီမှာရှိတယ်နော်လို့ညီမဖြစ်သူကိုပြောနေပြီမကြခင်မှာပဲသူလဲဝင်တိဘေးမှာလဲကြကတတိလက်သွားခဲ့ပါတော့လေဒါပေမဲ့စလိုက်ဒီကတော့ဥတွေကိုစောင်းကြည့်နေတဲ့အကြည့်ချွဲတွေကိုခြေထောက်နဲ့တန်နေမိတဲ့အတွက်ယူကြည့်လိုက်တော့အရေးကုန်လဲထားတာလိုမျိုးယွန်းစရာပုံစံကြီးကိုမြင်လိုက်ရပါတယ်အဲ့ဒီမှာပဲအတန်တစ်ခုကြားလိုက်တဲ့အတွက်စလိုက်ဒီလဲကြောက်ကြောက်လန့်လန့်နဲ့ဓာတ်ကိုထုတ်ပြီးတော့ဘယ်သူလဲလို့မေးလိုက်ပါတယ် ပြီးတော့မှပေါ်လာတာကစမီးပဲဖြစ်နေခဲ့ပါတယ်စတိုက်ဒီကဘရိုမင်းလောက်တာငါလန့်သွားပဲဆိုပြီးတော့နှစ်ယောက်သားကလေးတွေကိုရန်ဖြစ်နေကြပါတယ်ပြီးတော့နှစ်ကောင်သားရီမောပြီးတော့စမီးကငါတို့အာဂါသာရင်ထဲမှာရောက်နေရတယ်ကွာယုံနိုင်လားသားကြီးငါပြောပြမယ်ငါတို့အာဂါသာဘိုးကောင်လိုဟာကြီးကိုတွေ့ခဲ့တယ်အဲဒီကောင်တွေကသွေးဆုပ်တဲ့ကောင်တွေကွာပြီးတော့ရေပွဲလိုမျက်လုံးတစ်လုံးနဲ့ကောင်လေးပါတယ်မကောင်းစွာစောက်ဆိုင်ကြီးကွာအဲဒီကောင်ကနေ့ကိုပြေးကတ်တာစိတ်ကူးရင်သိပ္ပံကကြည်နေရတယ်လို့ပဲဟေးလို့ပြောလိုက်တော့စလိုက်တီကဟာကွာအဲဒီကောင်တွေငါမမြင်လိုက်ရဘူးလို့မကြေမနက်နိုင်ပြောနေပါတော့တယ် ပြီးတော့စမီကတာအီဝင်ဒီရောလို့မေးလိုက်တော့စလိုက်ပြအေးငါပြောပြမယ်၁၂ပေလောက်ရှိတဲ့ဂျိုသားကြီးကသူ့ကိုဖမ်းခေါ်သွားတာဝင်ဒီလည်းမှသူ့ကိုနောက်လိုက်သွားပြီငါ့ကိုဒီမှာနေခိုင်းခဲ့လို့နေခဲ့တာမိုးရင်ငါလည်းလိုက်သွားပါတယ်လို့ပြောလိုက်ပါလိပြီးတော့ညောင်သားဥတွေကိုကြည့်ပြီးတော့ဒီဦးထဲမှာဘာတွေလို့ထင်လဲကျက်တွေတော့မဟုတ်တာသေးကြတယ်ဆိုပြီးတော့စော့နေကြပါသေးတယ်အဲ့ချိန်မှာပဲမော်ရိုးရောက်လာပြီးတော့သူတို့နှစ်ယောက်ကိုတနတ်နဲ့ချိန်ပြီးမင်းတို့တနတ်တွေခြားထားလိုက်လို့ပြောလိုက်ပါတယ်စတိုက်တီတို့ကငါတို့မှဘာတနတ်မှမရှိဘူးလေသူတို့ကငါတို့ကိုကင်ွင့်မပေးဘူးလို့ပြန်ပြောလိုက်ပါတယ် ပြီးတော့မော်ရိုကသူတို့နှစ်ယောက်ကိုရှာဖွေပြီးတော့ငါတို့ဘယ်မျိုးရောက်နေရလဲလို့မေးလိုက်တော့စလိုက်ဒီကနယူဆိုင်ရန်ကိုရောက်နေရလို့ပြောလိုက်ပါတယ်ပြီးတော့စလိုက်ဒီတို့ကဒါမင်းရင်လားရင်ပြတ်ကြတော့ဘယ်လိုနေလဲနားလားနားမှာပဲနော်ဆိုပြီးတော့တယောက်တစ်ပါးကိုပြောနေတော့မော်ရိုလဲစလိုက်ဒီတို့ကကလေးတွေလိုလုံနေအောင်သတိထားမိသွားပါတယ်မော်ရိုကမင်းတို့ကကလေးနှစ်ကောင်ကြားနေရပဲလို့ပြောလိုက်တော့စလိုက်ဒီတို့ကငါတို့ကကလေးတွေမဟုတ်ဘူးဟာလို့ပြန်ပြောလိုက်ပါတယ်မော်ရိုကတနတ်ကိုတင်းလိုက်ပြီးတော့မင်းတို့ဒီကိုဘာလာလောက်တာလဲမျိုးစိတ်တွေကိုလာယူလာလားလို့မေးလိုက်ပြီး စတိုင်ဒီတို့ကတော့ဒါပြောလို့မရဘူးဒါထိတ်တန်းလိုဝက်ချက်ပဲလို့ပြန်ပြောလိုက်ပါတယ်မော်ရိုကအေးငါပြောပြမယ်မင်းကအာဂသနာထဲသွားတဲ့သူ့ဒေသနာရှင်ရဲ့လုံခြုံရေးကောင်းဆောင်ဆိုပါတော့ဒီအင်ကလာကဘာနဲ့ဝေးကွာလာနေရမှာဥတွေတွေ့လာဒါတွေရင်မောတင်လာတော့လမ်းမှာအကောင်ပေါက်လာတယ်ကွာပြီးတော့မကောင်းဆိုးအားတွေလည်းထွက်လာတယ်မကောင်းဆိုးအားတွေလာရင်မင်းဘာမှမတတ်နိုင်ဘူးလေလို့ပြောပြပါတယ်စတိုင်ဒီတို့လည်းလန့်ပြီးတော့ထွက်သွားဖို့လုပ်ပေမယ့်မော်ရိုကသူ့လမ်းကိုပိတ်ထားလိုက်ပါတယ်ပြီးတော့မော်ရိုကကွန်ပျူတာအကျိုးတွေကိုသူ့ကောင်းမှာချိတ်လိုက်ပြီး မက်ကီတော့ယင်ပေါ်ကအချက်လက်တွေအကုန်လုံးသူကောင်းလေးကိုဒေါင်းလုဒ်လုပ်နေခဲ့ပါတယ်။မော်ရိုကအဲ့လိုအချိန်ဒီမှာမိခင်ကပြောတယ်။အဖွဲသားတွေအသက်ကအေးမကြီးဘူး။မျိုးစိတ်တွေကပဲအေးကြီးတာ။အဲ့တော့အော်ဝိသန်နေကြတဲ့မင်းလောက်ရမှာကိုဘသားကိုကယ်ရမှာပဲလို့ပြောလိုက်တော့စလိုက်ဒီကခမရဆက်ရုပ်လာလို့မေးလိုက်ပါတယ်။မော်ရိုကဆက်ရုပ်ဆိုတော့ပူမကောင်းလားကွာ။ပြောပါအောင်မင်းသာဆိုရင်အဲ့လိုအချိန်ဒီမှာဘာလို့မလဲလို့မေးလိုက်တော့စလိုက်ဒီတို့ကသူတို့ကလူဆိုးတွေလား။ကိုမိတ်ဆွေတငယ်ချင်းဆိုရင်တော့ကာဝယ်ရမှာပေါ့ဗျာ။ကျောတို့မိဘတွေဆိုရင်လည်းကာဝယ်ရမှာပဲလေလို့ပြောလိုက်ပါတယ်။မော်ရိုက မင်းတို့ခန္ဓာကိုယ်အတုတွေလေမင်းတို့ကမိဘတွေရှိတယ်လို့ထင်နေလားလို့မေးလိုက်တော့စမီးကရှိတယ်လို့ပြောမလို့လုံနေတော့မှစလိုက်တီးကမပြောပြနဲ့လို့တားလိုက်ပါတယ်အဲ့ဒီမှာပဲမော်ရိုက download လုပ်တာပြီးသွားပြီးတော့သူ့လက်ကဓာတ်ကိုထုတ်လိုက်ပါတယ်ပြီးတော့ငါ့ကိုဘာပြောမလို့လဲလို့မေးလိုက်ပြီးတော့စလိုက်တီးရဲ့လက်ပင်းကိုပြေးညှစ်လိုက်ပါတယ်ပြီးတော့မော်ရိုက slide တီးကိုဆက်တကူကဘယ်အချိန်မှဆက်လို့မပြုတ်မှုတော့တာလဲလို့မေးနေပြီးအဲ့ဒီမှာပဲခါရီရောက်လာပြီးတော့သူ့ကိုလှုပ်ပေးလိုက်လို့မော်ရိုက်ကိုပြောလိုက်ပါတယ်မော်ရိုက slide တီးကိုလက်ပင်းညှစ်ထားတာကနေလှုပ်ပေးလိုက်ပြီးမြဲ စတိုက်ဒီရဲ့လေဗင်းနဲ့တော့ဇုံခုထဲလိုက်တာကိုမြင်တွေ့ရပါတယ်။မော်ရိုကခါရစ်ကိုတန်းတန်းနဲ့ချိန်ပြီးတော့မင်းကငါရေမော်မာနော်လို့ပြောလိုက်ပါတယ်။ခါရစ်ကတော့သူ့ကိုတန်းတန်းနဲ့ချိန်ထားတာကိုဂီးမဆိုင်ပဲ။ငါတို့ပိုင်နဲ့ထဲကိုပြတ်ကြလား။ဒီလိုရင်ကငါတို့ပိုင်ဖြစ်နေပြီ။မင်းဘယ်သူလဲဆိုတာငါသိတယ်။မင်းတယောက်တည်းအသက်ရှင်ကျန်တာပဲမော်ရို။မင်းငွေချင်းတွေအများကြီးမင်းဆုံးရှုံးလိုက်ရတာပဲလို့ပြောလိုက်တော့မော်ရိုကကျုံမှာတငယ်ချင်းဆိုတာမရှိဘူးလို့ပြန်ပြောလိုက်ပါတယ်။အမရင်စလိုက်ဒီကလူတိုင်းတငယ်ချင်းလိုပါတယ်လို့ဝင်ပြောလိုက်ပါတယ်။မော်ရိုကသူကတငယ်ချင်းထားခွင့်မပေးဘူးလို့ပြောလိုက်ပြီး အဲဒီချိန်မှာပဲဦးတလုံးကအကောင်ပေါက်တော့မလို့ပုံစံမျိုးနဲ့လှုပ်လာခဲ့ပါလိမ့်။အဲမှာနေမော်ရိုးလည်းအောက်ကိုခုံချပြီးတော့ထွက်ပြေးသွားခဲ့တော့တာပါ။အဲလိုနဲ့နောက်နေ့မနက်မိုးလင်းလာခဲ့ပါပြီ။ကာရီတိုနဲ့ဘရိုဒဂျီတပ်ဖွဲ့တွေကဂျိုးသားမျိုးစိတ်တွေကိုပြန်တဲသွားဖို့ထုတ်ဖို့ပြင်ဆင်ပြီးပါပြီ။ဝန်ဒီနဲ့ဂျိုးတို့ကလည်းဒန်ဟာရီနဲ့သတိလက်နေတာကိုပြန်ရှာတွေ့ခဲ့ပြီးတော့ဇီလိုမော့ဖ်အသေးကောင်ကြီးကိုလည်းတွေ့လိုက်ရပါလိမ့်။မော်ရိုးကတော့နေရာနှက်မှာလိုက်ရှာပေမယ့်ရှာလို့မတွေ့တော့ပါဘူး။အဲ့တော့ကာရီတိုတွေဘရိုဒဂျီကျုံးကိုပြန်လာကြပြီပဲဖြစ်ပါလိမ့်။ ဂျိုးလည်းဂျိုးမဲခေါ်လာလိုက်ပြီးတော့ဂျိုးမမခွဲစိတ်ကူးသားတာတွေဆက်ပြီးတော့လှုပ်ပေးသွားမှာပါကေဗလီယာကကာရီတို့ပြန်လာတာကိုစောင့်ကြည့်နေပြီးတော့ဝန်ဒီတောင်သတိလေးမင်းမျောနေအောင်မြင်လိုက်ရသလိုကာရီကသူမှာတဲ့အတိုင်းမက်ကီနောရင်ပေါ်ကဥတွေပါဝင်ဂျိုးသားမျိုးစိတ်တွေအားလုံးသေချာပြန်တယ်လာတာကိုတွေ့ရတော့ကျေနပ်နေခဲ့ပါတယ်ဝန်ဒီလက်ချက်နဲ့ခေါင်းပြတ်ပြီးတော့ရှောနေဇီလိုမော်ကြီးကိုတွေ့လိုက်တော့ကေဗလီယာတယောက်ပိုးတောင်သဘောကျသွားခဲ့ပါတယ်နောက်တစ်ခါမှာတော့ဒိန်းဆေဗီနာနဲ့အာသာဆေဗီနာတို့ဘရိုဒတီသိပ္ပံပညာရှင်တွေကဝန်ဒီတကိုယ်လုံးကိုစကန်ဖတ်ပြီးတော့ ပြန်လည်ပြင်ဆင်ပေးဖို့ကြိုးစားနေကြပါလေဆေဗီနာဝင်ဒီကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်နေပြီဒါငါအမပါ तू ကကလေးပဲရှိသေးတာငါ तू အုတ်ထင်းသူလေးလို့ပြောတော့အာသာကမင်းဆုံးဖြတ်တာမှမဟုတ်တာပဲဒေါ်လာဘီလီယံချီတန်တဲ့နမူနာတစ်ခုကိုရင်ပြတ်ကြတဲ့စီပို့ဖို့ခေါင်းဆောင်ဆုံးဖြတ်တာလေးလို့မကြေမနက်နဲ့ပြောလိုက်ပါလေအဲ့ဒီမှာပဲကေဗရီယာရောက်လာပြီးတော့အဲ့တော့ဘာဖြစ်လို့လဲမင်းတို့ဘာပြောချင်လို့လဲလို့မေးလိုက်တော့အာသာကဘာမှမဟုတ်ပါဘူးခမားကုမ္ပဏီပဲလေခမားကြိုက်တာဆုံးဖြတ်လို့ရပါတယ်လို့ပြောလိုက်ပါလေ အဲ့မှလေးစေဗီနာဝင်ပြီးတော့တော်ကြတော့ဖြစ်ခဲ့တာတွေကဖြစ်ပြီးသွားပြီငါတို့ကလေးကတတ္တိကောင်းပါတယ်သူအထီးကိုက်တွေအများကြီးကိုခံသွားခဲ့တာအဲ့တော့ငါတို့လုပ်ကငါတို့လုပ်ပြစီလို့ပြောလိုက်ပါတယ်ကေဗလီယာမင်းတို့သူ့ကိုကယ်နိုင်လားလို့မေးတော့အာသာကငါတို့စမ်းသပ်နေတယ်လို့ပြောလိုက်ပါတယ်အဲ့မှကေဗလီယာလည်းထွက်သွားပြီးတော့ကေဗလီယာနဲ့ပရိုဒတီတိတ်မမများရှင်တွေကြားမှာသဘောထားမတိုက်ဆိုင်တာတွေအဖူးထစ်တွေစပြီးတော့မြင်လာနေရပါတယ်တပတ်မှာကာရီတို့ကတော့မျိုးစိတ်တွေကိုစမ်းသပ်ခန်းထဲမှာနေရာချနေကြပါတယ် ကယ်ဗလီယာရောက်လာတော့ခါရစ်ကဇယ်ဇူနဲ့တခုလောက်ဂျိုးစားခဲ့တဲ့ရာအခုမှမြင်ရတဲ့အရာတွေအတွက်ပေးဆက်တာတန်ရလားလို့မေးလိုက်ပါတယ်။ကယ်ဗလီယာမင်းတို့အားလုံးဒီနေ့ငါ့ကိုတခုမှမကြံပြန်ပြောနေကြပါလားလို့ညီးလိုက်ပြီးဒီကောင်တွေကစိတ်ဝင်စားဖို့ကောင်းတယ်လေကွာ။မင်းလည်းစိတ်လို့ရှားနေမလား။တရှိပုံစံအစ်စ်သွေးစား acid တွေနဲ့ဖွဲ့စည်းထားတဲ့တရဝါလေးလို့ပြောလိုက်ပါတယ်။ကယ်ဗလီယာဦးတလုံးကိုနားကပ်ပြီးတော့ကြည့်နေတော့မှဥကလှုပ်လာပြီးတော့ပွင့်လာတော့မှလို့ဖြစ်သွားတော့ခါရစ်ကကယ်ဗလီယာကိုတွန်းလှုပ်ပြီးအပြင်ထွက်လို့ပြောလိုက်ပါတယ်။ကယ်ဗလီယာဘာလဲဟာလို့မေးလိုက်တော့ခါရစ်က ဓာကပ်ပါကောင်ဇီနိုမော့ကသူ့ရဲ့ဥတွေကိုဥချတာပြီးတော့အနားမှာရှိတဲ့အော်ဂန်နစ်တက်ရှိကိုဆွဲဆောင်ပြီးတော့တရဝါရမျိုးကိုအကောင်ဖောက်တာရေမမာရှိတဲ့ခရိုတောင့်တွေကအလောင်းတွေဟာအတွင်းကနေအသက်ခံရတာဒီအကောင်မပေါက်ခင်တရဝါတွေကလူသားလက်ခံခံတာကူမှာတရေတီတာထင်တယ်လို့ပြောပြလိုက်ပါလေအဲ့ဒါနဲ့ကေဗလီယာကဒီနေအောင်ပိတ်ချလိုက်တော့ဇင်တရေခံတာမဟုတ်တဲ့သူဘယ်သူမှအဝင်ထွက်မလုပ်ခိုင်းနဲ့မင်းဦးဆောင်တော့လို့ခါရီကိုပြောလိုက်ပါလေနောက်တစ်ခါမှစမီနက်စလိုက်ဒီတို့နှစ်ယောက်သားပုံနေထိုင်ဆွဲနေတော့မှာကေဗလီယာအကြံပေးအတမ်အင်းရောက်လာပြီးတော့ မော်ရိုးချောင်းကိုမေးပါတယ်စတိုင်ဒီတို့လည်းမော်ရိုးလက်ကဆက်ရုပ်လက်တံလို့ဓာတ်ချောင်းရှိချောင်းနဲ့စလိုက်ဒီကိုချိန်ချောက်တဲ့အကြောင်းတွေကိုပြောပြလိုက်ပါတယ်အတမ်ကသူ့ကိုရှာမတွေ့တော့ဘူးမင်းတို့ရဲ့အောင်ကျော်ကင်မရာတွေကနေတော့သူ့ကိုပြန်ကြည့်နေလို့ပြောလိုက်တော့စမီးတို့လည်းသူတို့မျက်လုံးကမြင်နာမှန်မြောက်ပရိုတက်ဂျီကမှတ်တမ်းတင်ထားမှန်းကိုအခုမှသိသွားခဲ့ပါတယ်အတမ်ကငါနားမလည်တာတခုရှိရဲကွာသူမင်းနာကိုကပ်ပြီးတော့တိုးတိုးလေးပြောသွားဗာပြောသွားလေလို့မေးလိုက်တော့စလိုက်ဒီကဆက်တစ်ခုကဘယ်အချိန်မှဆက်လို့မပြုတ်မှုတော့တာလဲဆိုပြီးတော့မေးတာလို့ပြန်ပြီးတော့ပြောပြလိုက်ပါတယ် ်အဒမ်လည်းကောင်းပြီဒီလောက်ပဲလို့ပြောပြီးတော့ပြန်ထွက်သွားဖို့လုပ်ပါလေဇမီးကခမရတို့သူ့ကိုရှာတော့တွေ့မှာမလားသူတို့ရောက်လာပြီးတော့ကျုပ်တို့အိတ်နေတော့ကျုပ်တို့လာမတက်လာဘူးမလားလို့မေးလိုက်တော့အဒမ်ကမတက်ပါဘူးကွာဒါသမုဒ္ဒရာလည်းမတီးဆောက်တာအလုံးစုံကြီးစကန်းလေငောက်ယုံသူဒီနေ့အကုန်လုံးတင်းတင်းမတင်းဖန်းခံရပြီပဲလို့ပြန်ပြောလိုက်ပါလေတပတ်မှမော်ရိုကတော့မတည်သေးပဲပရိုဒတ်ကြီးမျိုးထဲမှာရှောက်သွားနေခဲ့ပါလေသူကဖုန်းတော့ခိုးလိုက်ပြီးတော့ယူတန်နီစီကိုဖုန်းလမ်းဆက်လိုက်ပါလေယူတန်နီကလည်းဖုန်းကန်လိုက်ပြီးတော့မစ္စမော်ရိုကျမရဲ့မျိုးစိတ်တွေရပြီလားလို့မေးလိုက်ပါလေ မော်ရိုကဘာလုပ်လဲငါယူတန်နီနဲ့ဖုန်းပြောချင်တယ်လို့ပြောလိုက်တော့အခုပြောနေတာယူတန်နီပဲရှင်ကကျမဖွားနဲ့တိခဲ့တာပဲအခုက65နှစ်တောင်ကြာခဲ့ပြီလေရှင်အာကသားနဲ့ထဲမှာသွားခင်ကကျမဖွားကုမ္ပဏီကိုတောင်းယူလာပေမဲ့အခုကုမ္ပဏီကိုဦးစီးနေတာကျမပဲလို့ပြောလိုက်ပါတယ်ယူတန်နီကမော်ရိုဌာနချုပ်ကိုပြန်လာဖို့ပြောပေမဲ့မော်ရိုကဒီတစ်ခါတော့အမေကိုမနာခံတော့ပဲငါ့မှာအိမ်မရှိဘူးငါသွားခဲ့တာတသက်စာလောက်ကြာခဲ့ပြီငါတိခဲ့လူတွေအကုန်လဲသေးကုန်ပြီဒီတော်ဝါရီကငါ့ရဲ့တသက်စာအားထုတ်မှုပဲငါ Protect GC ကလည်းရအောင်ပြန်ယူမယ်လို့ပြောပြီးတော့ ဖုံးချပစ်လိုက်ပါတော့တယ်။နောက်တစ်ခါမှတော့ကာလီကကေဗလီယာကိုလာတွေ့ပြီးတော့ကျမမရှင်တို့အစီရင်လာခံတာလို့ပြောလိုက်ပါတယ်။ကေဗလီယာကငါဝင်ဒီကိုခေါင်းဆောင်နေနဲ့လှုပ်လိုက်တာလို့ပြောတော့ကာလီကဝင်ဒီကပြန်စီပြီးပြန်လာလေလို့ပြန်ပြောလိုက်ပါတယ်။ပြီးတော့ကာလီကကျမတို့နေမှာဝင်ဒီကရှင်းကြိုက်ဆုံးတယောက်မလားလို့မေးလိုက်တော့ကေဗလီယာကဘသူပြောလဲလို့ပြန်ပြီးတော့မေးပါတယ်။အဲမှရင်ကာလီလည်းညံကောင်းတဲ့သူတွေကအတိတ်ပဲမရှိတဲ့မေးခွန်းတွေမမေးဘူးလို့ထင်ထားတာလို့ပြန်ပြောလိုက်တော့ကေဗလီယာလည်းကာလီကိုစိတ်ဝင်စားသွားပါတယ်။ ဝန်ကြီးကငါကြိုက်ဆုံးဖြစ်နေတာသူကပထမဆုံးတယောက်မလို့လေလို့ကာဗလီယာကဖြေလိုက်တော့ကာလီကငါဖေကတော့ပထမဆုံးပန်ကိတ်ဆိုရင်အမိုက်ပုံးလေးကိုထည့်ပြနေကြပဲလို့ပြောလိုက်ပါတယ်ကေဗလီယာဝန်ကြီးကငါအကြိုက်ဆုံးကလေးဖြစ်နေတာကိုမင်းစိတ်ထဲမှာမခံပြတ်နိုင်ဖြစ်နေလားလို့မေးလိုက်တော့ကာလီကမဖြစ်ပါဘူးရှင်မားနေရလို့ပဲထင်တာတကယ်ကကျမအတော်ဆုံးနေလို့ပြောလိုက်ပါတော့လေဝန်ကြီးကသူ့ငတုံးကိုပဲဂိူးဆိုင်တာလေဒါပေမဲ့ကျမကတခြားຢာတွေလည်းအအောင်ဆိုင်တယ်ကျမမှာကဘာကြီးကိုပို့ကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတော့အကြံဉာဏ်တွေရှိတာပေါ့လို့ပြောလိုက်ပါတယ် ကေဗလီယာဘလို့ဂျန်တွေလဲလို့မေးလိုက်တော့ကာလီကမရဘူးလေကျွန်မပြောပြရင်ရှင်ကကျွန်မအကြံကိုခိုးသွားမှာပေါ့လို့ပြောလိုက်ပြီးတနေ့ကျရင်ကျွန်မရှင်းလို့ဖြစ်လာမှာရှင်းတက်တော်ပို့ပြီးတော့တော်အောင်မှာဝန်ဒီကတော့အဲ့ဒါတွေကိုဂယူဆိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ကျွန်မပြင်သစ်စကားတော်တတ်သွားပြီဘီကဲတစ်ပတ်ကအာသားကိုကျွန်မ drive တယ် upload တင်မယ်လို့ပြောလိုက်တာလို့ထပ်ပြောလိုက်ပါတယ်ကေဗလီယာ protege ရဲ့အတိတ်ပြာဘာလဲဆိုတာမင်းသိလားလို့မေးလိုက်တော့ကာလီကသိတယ်ပါရမီရှင်ကလေးလေးလို့ပြောလိုက်ပါတယ်ကေဗလီယာအေးငါပြောမယ်မင်းကစာအုပ်တချို့ပေးမယ် နားထောင်ဖို့မှတ်တမ်းတွေနဲ့တွေးစရာလေးတွေပေါ့ပြီးသွားတော့ငါတို့တူဆွေးနွေးပြီးတော့ကစားကြမယ်ဘလို့လဲလို့ပြောလိုက်တော့ကာလီကဒါဆိုကျမရှင်းရဲ့အကြိုက်ဆုံးလို့ဖြစ်သွားပြီလားလို့မေးလိုက်ပါတယ်ကယ်ဗလီယာမဟုတ်ဘူးဒါပေမဲ့မင်းပြိုင်ပွဲတွေတော့ရောက်လာပြီလို့ပြန်ပြောလိုက်တာပါဒါပေမဲ့မတော်စလိုက်တီတယောက်ခန်းထဲမှာတယောက်တည်းကာတွန်းကားထိုင်ကြည့်နေတော့မှာဘယ်ရထွက်လာမှန်းမသိတဲ့အတန်တစ်ခုကိုကြားလိုက်ရပါတယ်အဲလူကတော့မော်ရိုဖြစ်နေပြီမင်းငါမေးထားတဲ့လူဝတ်ချက်ကိုသိပြီလားလို့မေးလိုက်ပါတယ်မော်ရိုကစလိုက်တီကိုလဲပြီးညစ်တော့စလိုက်တီအသားလေးကိုစကားပြောဆက်လို့အရာတစ်ခုကိုထည့်လိုက်တာပါ စလိုက်ဒီကတော့ခမားဘယ်ကနေပြောနေရလဲလို့မေးပြီးတော့လန့်နေခဲ့ပါတယ်စလိုက်ဒီကကြုတ်ခမားနဲ့စကားမပြောချင်ဘူးလို့ပြောလိုက်တော့မော်ရိုကအေးငါသိပါတယ်ခုနမင်းကိုလမ်းအောင်လုံးမင်းစိတ်မရှိပါနဲ့လို့ပြောလိုက်ပါတယ်စလိုက်ဒီကကြုတ်ကိုမနှောက်ရှက်ပါနဲ့ဗျာကြုတ်တောင်းမှန်ပါတယ်လို့ပြောလိုက်ပြီးမော်ရိုကမေးအသက်ဘယ်လောက်ရှိပြီလဲကောင်းလေးလို့မေးလိုက်ပါတယ်ပြီးတော့မော်ရိုကငါလည်းမိဘတယောက်ပဲကွာငါမှသမီးလေးတယောက်ရှိတယ်လို့ပြောလိုက်ပြီးစလိုက်ဒီကိုအချိုးတက်လိုက်ပါတယ်စလိုက်ဒီကကြုတ်သွားမှရမယ်ဗျာနောက်နေ့လဲကြုတ်စကားလာမပြောနဲ့တော့ကြုတ်ခုလူတွေပြောပိုင်ခွင့်မရှိဘူးလို့ပြောလိုက်တော့မော်ရိုက ခုနငါ့ကိုရမ်းထူးကြတဲ့အရာတခုပြောခဲ့တာလူတိုင်းမှာတကယ်တည်းတယောက်လိုတယ်ဆိုတာလေကွာမင်းငါတကယ်ချင်းဖြစ်ပေးနိုင်မလားလို့မေးလိုက်ပါလေမော်ရိုကကျေးဇူးပြုပြီးလို့ထပ်ပြောလိုက်တော့ slide ဒီလဲโอเคလို့ပဲပြန်ပြောလိုက်ပါတော့တယ်အားနဲ့မော်ရိုကဂျင်းနဲ့ပြီးတော့ဖုန်းချလိုက်ပါတော့တယ်မော်ရိုကတော့ protective ကိုဝင်မှုစ조사နေတာဖြစ်ပြီး protective နဲ့ cavalier ရဲ့အချက်လက်တွေကိုရှာဖွေနေတာကိုမြင်ကြရပါတယ်တပတ်မှာတော့နစ်ကမျက်လုံးတစ်လုံးနဲ့ရေပွဲလို့조사ကောင်သူ့ကိုတိုက်ခိုက်ခဲ့တဲ့အတွက်အခုထိ၆ချားနေတော့ပါ နေကတခြားကလေးလိုမဟုတ်ဘဲနဲ့ဒီကျုံးကိုရောက်ချင်းမှာသမီးတို့အိမ်ကိုဘယ်တော့ပြန်လို့ရမှာလဲလို့ဝင်းဒီကိုမေးခဲ့တဲ့ကလေးဖြစ်ပါတယ်။ဒါပေမဲ့မှာတော့ဒိန်းစီဗီနာတယောက်ဝင်းဒီကိုစောင့်ပြီးတော့အိမ်ပြောင်နေတော့မှာဝင်းဒီတယောက်ပြန်ပြီးတော့နိုးထလာခဲ့ပါတယ်။ဝင်းဒီသတိပြန်လာတဲ့ဂရင်ဘောကဆေးပြီးတော့အခန်းထဲကထွက်လာပါတယ်။အဲ့ချိန်မှာဂျိုးကိုလည်းဘရိုဒါကြီးကဆောင်းဝင်ကခွဲစိတ်ကူတာနေတာပါ။ကာလီတူဒလက်စ်နဲ့ကာရီတိုကတော့ဂျိုးသားဦးတလုံးကိုခွဲစိတ်ကြည့်ဖို့လုပ်နေကြပါတယ်။ဇီနိုမော့ဖ်ကြီးအမီးနဲ့ထိုးလိုက်တဲ့အချိန်မှာဂျိုးရဲ့အဆုတ်တချမ်းက ပျက်စီးသွားတဲ့အတွက်ဆရာဝန်တွေကဂျိုးရဲ့အဆုပ်တချမ်းကိုဖယ်ထုတ်ပစ်လိုက်ပါတယ်။ကာရီတို့ကတော့ဥကိုစတင်ခွဲစိတ်ဖို့လုပ်နေကြပြီးကာလီကဗီဒီယိုရိုက်ပြီးတော့မှတ်တမ်းတင်နေခဲ့ပါတယ်။ဝန်ဒီကသူမကင်နော့ယင်ကြီးနားကိုစောက်တုံးကဘယ်သူမှမကြားပါဘဲသူကတော့နားထဲမှာထူးဆန်းတဲ့ဒစီစီမြေတံတွေကိုကြားခဲ့ရပါတယ်။အဲ့တံတွေကဥရီစီကလာတဲ့အတံဖြစ်ပြီးတော့အခုလဲသူသတိပြန်လာတာနဲ့ဥရီစီကနေဒစီစီတံတွေကိုထပ်ပြီးတော့ကြားနေရပါတယ်။ဝန်ဒီလဲအဲ့တံတွေထွက်လာတဲ့နေရာကိုလိုက်ရှာနေပါတယ်။ ဂါရီကတော့ဥကုံကိုလျှက်စစ်လွှားစနဲ့ခွဲပြလိုက်ပြီးအထဲကအသားတွေကိုလက်နဲ့ဟားကြည့်လိုက်တော့ဥထဲမှာအေးကြီးလိုအိတ်ကိုမြင်ရပါတယ်။အဲ့ထဲမှာတရဝရကောင်ရှိနေပြီးအဲ့ဒီအကောင်ကလှုပ်နေအောင်မြင်လိုက်ရပါတော့တယ်။ဂါရီလည်းအေးကြီးအိတ်ကိုခွဲစိတ်ထားနဲ့ခွဲပြလိုက်တော့အထဲကနေအချွဲရေတွေထွက်လာပါတော့တယ်။ဝန်ဒီကတော့နားထဲမှာကြားနေရတဲ့စီစီတန်တွေကပိုးပြီးတော့ကျဲလာပြီးမခံမရနိုင်အောင်ဖြစ်နေခဲ့ပါပြီ။ဂါရီတို့ကဥထဲကအကောင်ညို့ပြင်ထုတ်လိုက်ပြီးတော့အဲ့ဒီအကောင်ကြီးကတော့ဖေးစာကာကြီးပဲဖြစ်ပါတော့တယ်။ ဖေးဆာကာကရုံးကန်နေတဲ့အတွက်ခါရီတို့လည်းသူ့ကိုချုပ်ထားပြီးလျှက်စင်းနဲ့တိုးလိုက်တော့မှဖေးဆာကာကြီးလည်းငြိမ်သက်သွားတော့တာပါဖေးဆာကာကြီးငြိမ်သွားတော့မှဝယ်ရီလည်းနားရဲအတန်တွေတိတ်သွားပြီးတော့ဝယ်ရီတောက်ခါရီတို့ရှိနေတက်ခွဲကန်းရှိကိုရောက်လာပါတော့တယ်ခါရီကတော့ဖေးဆာကာကြီးကိုခွဲစိတ်ကြည့်နေပြီးအထဲကနေပြီလိုအစိမ်းအောင်ရေတွေကထွက်လာပါတော့တယ်အဲ့ဒီမှာပဲဝင်ဒီကလည်းဥရီတဲကအတန်တွေကိုနားရဲမှာထပ်ပြီးတော့ကြားနေရပါတယ်ခါရီကဖေးဆာကာကိုတေးချခွဲစိတ်ကြည့်လိုက်တော့အထဲမှာသားလောင်းလိုအကောင်ပေါက်လေးကိုမြင်လိုက်ရပါတယ် ဝန်ဒီကတော့အခန်းထဲကိုရောက်လာပြီးဥရေစီကနေထွက်လာတဲ့အတန်ကသူ့ခေါင်းထဲမှာတဖြည်းဖြည်းနဲ့ပိုးပြီးတော့ကျဲလောင်လာပါလေအတန်တွေကမခံမရနိုင်အောင်နာကျင်လာတဲ့အတွက်မကြာခင်မှာပဲဝန်ဒီတယောက်ပြစ်လဲပြီးတော့သတိလျက်သွားခဲ့ပါတော့လေကာရီကတော့ဖေးဆာကာစီကနေထုတ်လိုက်တဲ့သားလောင်းတစ်ကောင်ကိုယူလာခဲ့ပါလေပြီးတော့ပျက်စီးသွားတဲ့အတွက်ခွဲစိတ်မှုလုံတုံးကဖယ်ထုတ်လိုက်တဲ့ဂျိုးရဲ့အဆုတ်ရှိနေတဲ့ဖန်ပြုံလေးနဲ့ကိုထည့်ပေးလိုက်ပါလေသားလောင်းကရေထဲမှာခဏကူးနေပြီးတော့မကြာခင်မှာပဲအဆုတ်ထဲကိုတိုးဝင်သွားခဲ့ပါတော့လေ ခရီးတို့ကဒီသားလောင်းတွေကလူသားတွေရဲ့တီရှူထဲမှာဘလို့အကောင်ပေါက်လာတယ်လဲဆိုတာကိုလေ့လာဖို့စူးစမ်းနေတာပါတဖက်မှာဝန်ဒီကတော့တခြားသူတွေမကြားတဲ့ဂျိုသားဥတွေစီကအတန်ကို သူတယောက်တည်းကြားနေရပြီးဝန်ဒီနဲ့ဇီနိုမော့ဖ်ဥတွေကြားမှာဆက်ဆက်မှုတွေရှိနေလားဆိုတာကတော့စိတ်ဝင်စားစရာကောင်းလာခဲ့ပါပြီ ဟုတ်ကဲ့ပါဒီ United တွေဆက်မောကတလောက်ပါပဲဒါကတော့ကမ္ဘာကိုဖျက်မဲ့တခြားသောရက်ကဂျိုသားတွေအပိုင်း၃မှာနောက်နေ့မှာအပိုင်း၄နဲ့ပြန်လည်ပြီးတော့တွေ့ဆုံပါမယ်အဲ့တော့ Channel Subscribe လုပ်ဘေးနားအကောင်းလုံးနှိပ်ပြီးတော့အဲ့တော့တခုဖျက်ပြီးတော့သတိပေးချင်တာကကျွန်တော်ရဲ့ဒီ Channel မှာ series တွေကိုအဓိကထားပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပေမဲ့တစ်ဖက်မှာလည်းကို Ant Recap Channel ရှိနေပါသေးတယ်မတည်သေးတဲ့တွေရှိမှဆိုတဲ့အတွက်ကြေညာပေးရခြင်းမှာအဲ့ဘက်မှာရုပ်ရှင်ကအစ်စ်တွေအဟောင်းတွေစသဖြင့်အဓိကတော့အစ်စ်တွေပေါ့နော် တကားချင်းစီကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့မတည်သေးတဲ့သူရှိရင်လည်း Darren Jao လက်တို့ပြီးတော့အဲ့ channel လဲ subscribe လုပ်ကစောင့်ကြည့်ပေးကြဖို့လဲမြေတာရက်ခန့်ရင်းနဲ့ဒီနေ့အားလုံးနှုတ်ဆက်ပါတယ်အစားဆုံးလိုက်ပါကြည့်ရှုအားပေးခဲ့ဗောရာအားလုံးကျေးဇူးတွေတင်ရှိပါတယ်ခင်ဗျာကျွန်တော်အန်ခင်မူပါ